အခုကျမကဒီပွဲလေးမှာအမေအတွက်ရှင်းထားတဲ့ကြံလေးတစ်ပုဒ်ကိုမှတ်တရရှင်းဆိုပါမယ်ဒီကြံလေးရဆိုလို့ရှိရင်အဲကျမတို့အမေတို့ရဲ့လက်ထက်မှာပေါ့နော်အမေလက်ထက်2018မှာကျမအမေရဲ့ဒီဂိုင်းတစ်ချက်ကိုရေးဆွဲပါတယ်ဒီဆွဲတဲ့အချိန်မှာကိုကျမတညာလုံးပေါ့နော်ကျမကပဲဒီဆွဲလို့ရှိရင်ညာဘက်ကိုပဲဘယ်သူမှအဲကိုကိုအနှောက်အယှက်မပေးနိုင်တဲ့အချိန်မှာပဲကျမအနေနဲ့ရေးဆွဲဖြစ်ပါတယ်အဲ့ဒီဒီကိုင်းရေးဆွဲပြီးတဲ့အချိန်မှာကျမစိတ်ထဲမှာ အမေနဲ့ပတ်သက်တဲ့ခံစားချက်တွေကစိတ်ထဲမှာကြမ်းနေပါတယ်အဲ့ဒါနဲ့ကျမဆက်မအိတ်တော်ပဲနဲ့အမေအတွက်ကြံရလေးတစ်ပုဒ်ကိုကျမရဲ့ခံစားချက်တွေပေါ့နော်အဲ့ဒါကိုတညာလုံးကျမကျမကြံရလေးတစ်ပုဒ်ကိုပြီးစီးအောင်မှာဟိုရေးလိုက်ပါတယ်အဲ့ဒါအဲ့ဒီကြံရလေးကိုအခုဒီခင်မရဲ့စု80 birthday ဒီ page မှာလည်းအဲ့ဒီကြံရလေးကိုဒါတင်ဆက်ထားတာလည်းရှိပါတယ်ဒါလေးကိုအမှတ်တရအနေနဲ့ကျမကယူဆိုပါမယ်အဲ အထူးသဖြင့်ပြောရရင်ဒီကဗျာလေးကိုကျွန်မအမေရဲ့မွေးနေ့တခုမှလည်းကျွန်မရွတ်ဆိုမှုပါလေဒါပေမဲ့ကျွတ်ဆိုတဲ့အချိန်မှာကျွန်မဆုံးအောင်မရွတ်နိုင်ပါဘူးတကယ်ကိုစိတ်ထဲမှာဆိုးနေပြီးတော့လေအဲ့အဲ့ဒီခရေကပေါ့နော်ဒီကဗျာထဲမှာဘာအကြောင်းကိုရေးစဲအရင်ရေးထားတဲ့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာလည်းအမေနားမှာရှိတဲ့အနှောက်အယှက်တွေအကြောင်းနဲ့အမေရဲ့ဒါရင်ဆိုင်နေရတဲ့ အခက်ခဲတွေဒါကျမတို့ဘုံဘလို့ထွန်းလင်းပေးရတဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျမရေးဆွဲရေးထားခြင်းဖြစ်ပါတယ်ဆိုတော့ဒီကြံရလေးကိုဒီပွဲမှာမှတ်တရကျမရေးဆိုပါမယ်အားလုံးခံစားနားဆင်ပေးပါရှင်ချစ်တော်နာမင်းတို့အမောင်တိုင်းကလေးဘောင်ခက်ခံထားရတဲ့ဘဝများတယ်သူမဆိုတာမအားလုံးအတွက် မီးရှူးတစ်စောင်အလင်းရောင်ညင်းလက်လက်ဒီမီတခွင်ထက်ရှင်တန်ချင်းတို့အကျိုးပြုဖို့မန်နဲ့သူမတိမ်မဲညိုရီချားကတိုးထွက်လာတဲ့လာမင်းတစင်းလိုမျိုးဒီအခါဒီခွင်နဲ့ငါတို့အတွက်ဆိုရင်သူမရဲ့အပြုံးလေးတစ်ချက်တောင်ကျော်ပန်းချင်းမျိုးမရှိစေရစွမ်းသမျှခွန်အားမီအခါခါစစ်ထုတ် ချစ်ချင်းနှလုံးသားတက်တက်နေတာအလင်းလက်ဆုံးနှင်းအပ်ပြီးနေခဲ့တာငါတို့ကိုယ်ရင်းသူမမြစ်တာလှိုင်းတစ်ချုပ်ခံယူသုံးစဉ်တည်င်ကတည်င်ကတိုင်းဟာလင်းတန်ဖို့အတိငါတို့တတိရှိဖို့တော့လိုလိမ့်မယ်တကယ်သိကြပါပြီဟောရီလာမင်းကြီးဒီတစ်ခါ क्वे ပြောက်သွားရင် နောက်ဘယ်တော့မှလည်းပြန်ရောက်မလာနိုင်တော့ဘူးကြည်နူးခြင်းနဲ့ကြည်ခွဲခြင်းဟာပြစ်စက်ခံစီကြောင်းနဲ့အမြဲဒွန်တွဲနေတဲ့ပရိပခလိုမာလို့ပါတာခံစားနားလည်နေမိခဲ့သူ့ဘေးမှာရှိနေမြဲအဲ့ဒီတိမ်မဲမဲတွေကိုလည်းမုန်းနေတခါတခါလေရင်တချို့တလေကလား င်ရဆိုင်မို့ကိုလည်းခွင့်မပြုလို့တို့လာမင်းကြီးနဲ့များအပီဝေးတော့မှဆိုးလို့ခွေးဟောင်းတန်ကြားနိုင်လေထွတ်ထွတ်ကြည့်နေရတီးနိုးတန်တခါလွမ်းရစ်တဲ့ငါတို့အဖြစ်တွေယေရှုတင်ပါကျေးဇူးများတင်ပါတယ်မန်နီရှင် အခုနောက်ထပ်မီဆူကိုကွန်ပျူမဲ့သူကတော့ကျမတို့ရဲ့ဒေတန်ရှင်အကိုစီယန်တာဖြစ်ပါတယ်အကိုကဒီပွဲအတွက်ကိုဒီတခြင်းလေးကိုအထူးပဲသူအားထုတ်ထားတာဖြစ်ပါတယ်ရှင်တခြင်းလေးနာမည်ကတော့မာသဆူလို့ခေါ်ပါတယ် Zianda is going to be honoring us with a, a, a song called Mother Soup. Thank you so much. Very honored to be here today, especially meeting with Kim. Amazing. Um, I wrote a song for mothers uh, for our 80th birthday. It's in English, it's called Mother Soon. To know, amazing. She said, 哎，亲戚有什么事吗？亲戚怎么样了？马达斯有你呀，来，记住吧。Sacrificing for our freedom. leading and guiding us of freedom. You are, you are the only one. You are the only one. You are the only one. All you do is for us to get us freedom guiding us the best of it all. We are now braver, we are now stronger. Yes, it's true, just because of you. You are always caring and give us loving, leading us and never let us down. you. use with a powerful soul, guiding us higher and higher. We will never fear, never, we will never give up, never, never, never. never, never. Thank you so much.